မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရွာငံအောင်မန်းလန်းတွင်စက်ကောင်စီဗိုလ်ကြီးမျိုးစော်တန်းပြစ်ခတ်ခံရပြီးတိတ်ဆုံဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုတ်ချုပ်ခွင်ရဒေသရွှေငံအောင်ပန်းလမ်းမိုင်တွင်အနာသိန်းစစ်တပ်မှဗိုလ်ကြီးမျိုးစော်တန်းဆိုသူပြစ်ခတ်ခံရပြီးတေဆုံးခဲ့ကြောင်းသိရသည် တနုပြည်နယ်မြို့သားကာဝေးရဲတပ်မတော် DSNDA မှတပ်ဖွဲ့ဝင်အချို့သည်အဆိုပါလမ်းမိုင်းတနေရာတွင်စစ်ဆေးရေးလှုပ်ဆောင်နေစဉ်မော်တော်ယာဉ်တစ်စီးကိုမတင်ငါ၍စစ်ဆေးရန်ရတန်းခံရမရတန်းပေပဲနောက်ပြန်ဆုံးမောင်းပြေသည်ဖြင့်ပြက်ခတ်ရှင်းလင်းခဲ့ကြောင်းဖြစ်စဉ်တွင်ရှင်ဘော်လိုက်ပါလာသူတေဆုံးခဲ့ကြောင်း၎င်းတပ်ဖွဲ့၏တရင်ထုတ်ပြန်ချက်အရသေးရသည်ရင်းနောက်မော်တော်ယာဉ်ကိုစစ်ဆေးရန်တေဆုံးသွားသူမှာအနာသိန်းစစ်တပ်၏ခမာယ304မတူပြီးတရင်မှာပိုကြီးမျိုးစော်တန်းဆိုသူဖြစ်ပြီးစစ်တပ်ထုတ်ပစ္စတုတနတ်တလက်လက်ပြုံတလုံး ကြည်စံချုပ်နှင့်ငွေသားချုပ်တင်စေရမိခဲ့ကြောင်းတနုပြည်နယ်မြို့သားကော်ဝေးရဲ့တပ်မတော် DSNDA ထုတ်ပြန်ချက်အရသေးရသည်တင်းစင်းရရှိသောအချက်လန်နှင့်မြေပြင်စုံစမ်းချက်အရဘူဂျီမျိုးစောတန်သည့်ရွာငံမျိုးမြောက်ဘက်ရှိမြို့အထွက်ဂိတ်တွင် အာနာရှိဆုံးဖြစ်ကြောင်း DSNDA ကထုတ်ပြန်ထားသည် ဆက်လက်ပြီးနေပြည်တော်မှလူသက်ကောင်၏မျက်နှာဖုံးကိုခွာချခြင်းဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်မှလူသက်ကောင်၏မျက်နှာဖုံးကိုဖြုတ်ချသောအခါကြောက်စရာလူမိုက်ကြီးမင်းအောင်လိုင်းမဟုတ်ပါအရှုံးသမားမင်းအောင်လိုင်းသာဖြစ်ပါသည်။ကြောက်စရာလူမိုက်ကြီးမင်းအောင်လိုင်းမဟုတ်ပါအရှုံးသမားမင်းအောင်လိုင်းသာဖြစ်ပါသည်။အကျန်းဖက်အကြီးကဲမင်းအောင်လိုင်းသည်အပြစ်မဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်ခြင်းလူနေရက်ွက်များကိုကျုံလို့အကျန်းဖက်ခြင်းလမ်းမများကိုမိကိုအမောင်းလွှမ်းစေခြင်းများဖြင့်သူ့အရှုံးကိုကာဝေးရန်ကြိုးစားနေသည်။စစ်မျက်နှာအရရက်တွင်ရှုံး ိတ်နေမှုကိုဖုံးကွယ်ရန်မင်းအောင်လှိုင်သည်အဆုံးစွန်ရက်ဆက်မှုကိုကျူးလွန်လျက်ရှိသည်မအားလာသည်ရုပ်ရှင်တွေမှာမကောင်းဆုံးဝအကြံဖက်ဂရုကြီးများလို့သူ့ကိုအမှန်တကယ်ထပ်ပို့၍ကြီးမားတန်မာသူဟူ၍အထင်ရောက်စေလိုပါသည် ကျုံနေရသောရဆက်မှုများ၏လွမ်းမှုမှုကြောင့်ရှင်းရှင်းပြပြအာယုံပြုဂယုဆိုင်နာလေရမြေကိုဝေဝါမသွားစေလိုပါမအားလာသည်အာချီသောလမ်းစရာပုံကိုဖြစ်လိုပါသည်တို့ရရင်သူသည်အကြီးစားအရှုံးသမားသာဖြစ်ပါသည်သူသည်ဗတ်ပေါင်းဆောင်အရှုံးသမားဖြစ်ပါသည်မအားလာကိုအတိမတ်ပြုသောနိုင်ငံတစ်ခုမှမရှိသေးပါတရားမဝင်လူသက်ကောင်များနှင့်မိသူကမှအလုံးမလုံးချင်းမှာစကားပြောသူရှိသည်ဆိုရင်လည်းမအားလာစားခဲ့သောရွှေသွန်းမှုနှင့်ဘေးဒုက္ခကိုရှင်းကျေးသောကဘာမှာစိတ်ရှိရှိနှင့်ရက်တရံစူးစမ်းမှုသာဖြစ်ပါလိမ့်မည် ြင်နိုင်ငံတကာမှအတိအမှတ်ပြုမှုမျက်နှာစာတွင်ဆရာနာတယံစူးစမ်းမှုသည့်အကြီးအကျယ်အရေးနိုင်ပါသည်မအားလာသည့်တပြည်လုံးအလုံးကတက်မတော်ကိုမုံတီးသောအချိန်နှင့်ရအောင်ဖန်တီးခဲ့ပါသည်တပြည်လုံးကစစ်တပ်အုပ်စိုးမှုကိုတညိတညွတ်ထဲညင်ပယ်ကြပါသည်ဖိနှိမ်မှုကြောက်စိတ်တသက်ဖြင့်တိုင်းပြည်ကိုအုပ်ချုပ်ရမဖြစ်နိုင်မှမြည်သည့်အစိုးရမြည်သူသောအာဏာရှင်အစိုးရမဆိုပြည်သူတွေမှအစိပ်ပိုင်းတချို့၏ထောက်ခံမှုထိုးထက်ပိုသောအစိပ်ပိုင်းတရဲ့ဤငြိမ်းခံမဆန့်ကျင်မှုလိုအပ်ပါသည်မအားလာ၏လူသက်ဖြည့်စည်အာဏာသိမ်းရန်ကြံ ်စည်းမှုနောက်တွင်စစ်တပ်မှသွတ်သွင်းတိစောက်သောမြေရီအစိုးရမှလူလူထောက်ခံမှုများတော့မည်မဟုတ်ပါပြည်ရင်တရားဝင်မှုစစ်မျက်နှာစာတွင်လည်းအာဏာသိမ်းရန်ကြံစည်မှုသည့်အကြီးအကျယ်ကြာရှုံးပါသည်ပြည်သူတန်ဓေတန်နှင့်ပဝင်းလှုပ်ရှားမှုများကြောင့်ဆဲအုပ်စုအနိုင်ရရန်မဖြစ်နိုင်ပါပြည်သူတို့၏အာဏာဖိစက်မှုအစီရင်ရန်သည်ဆဲအုပ်စု၏စီမံအုပ်ချုပ်နိုင်စွမ်းကိုအကြီးအကျယ်ထိနာစေခဲ့ပါသည် ပြည်သူ့အပေါ်ဖိနှိပ်ရဆက်အကြမ်းဖက်မှုများဆဲအုပ်စုကဆက်လုပ်ရရပါသည်။သို့သောတိုင်းပြည်ကိုအုပ်ချုပ်ရလည်းမည်တော့မဟုတ်ပါ။ဆဲအုပ်စု၏နောက်ထပ်အရှုံးကြီးတစ်ခုဖြစ်ပါသည်။နိုင်ငံတကာအုပ်စာများကိုဆဲအုပ်စုမှလူတလူသုံးဖြုံပြင်နေပါသည်။လက်နက်ကင်ထားသူများကတပြားဆက်တိုက်၍ရပါသည်။သို့သောထိုအခြေအနေသည်စီးပွားရေးကိုစီမံခန့်ခွဲနိုင်ခြင်းမဟုတ်ပါ။ပြည်သူများကအခွန်ပင်းရညင်းဆန်နေကြပါသည်။အာဏာသိမ်းမှုကြောင့်ဖြစ်လာမည့်စီးပွားရေးအခြေအနေဆိုသောကြောင့်လာအနေငယ်တွင်ပြည်သူများအခွန်ပေးနိုင်တော်မည်လည်းမဟုတ်ပါ။ပေးစရာ ရှိသည့်ပြည်သူ့ထံမှဆဲအုပ်စုဘာမှရမည်မဟုတ်ပါတရင်၆ဘက်အတွင်တွင် ကုန်သေးရည်သည့်80ရာခိုင်နှုန်းကျဆင်းသွားပါသည်ဆိုးဝါးလာသောအရေးနိုင်မှုဖြစ်ပါသည် ကမ္ဘာ့ဘဏ် IMF, ADB, IFB နဲ့ MIGA တို့တွင်မြန်မာပြည်ဆိုင်ရာငွေကြေး4.1ဘီလီယံရှိပါသည်။ထိုရန်ပုံငွေများအလုံးရပ်တန့်သွားပြီးပြည်ပအကူနှင့်ချင်းငွေများလည်းတစ်ခုပြီးတစ်ခုရာရည်ဆိုင်နေရှိသည်။ငိမ့်ချင်းလုပ်ငန်းစဉ်တွင်လည်းဆဲအုပ်စုအရေးနိုင်ပါသည်။ဆဲအုပ်စုသည်ငိမ့်ချင်းလုပ်ငန်းစဉ်ကိုတက်မှနိုင်ငံရေးတွင်ပါဝင်ရသည့်အချက်အဖြစ်ပြောထားပါသည်။ ရခုတော့စီလောတဲ့မြေတိလူမျိုးစုလန်နကိုင်းများ EOS ကမှဆင်းအာနာရှင်နဲ့မပတ်သက်ခြင်းကြပါပြည်သူလှုပ်ရှားမှုတွေတရင်အချက်လက်စစ်ပွဲကိုလည်းလုံးဝနိုင်ပါသည်ပြည်ရင်းနဲ့နိုင်ငံတကာတရင်ချန်နယ်များတွင်စစ်အုပ်စုရဲ့ဆက်မှုပြည်သူတို့ရဲရင်မှုတရင်များကိုလာတင်ပြနေပါသည် ဆက်လက်ပြီးခမာယ998ကိုဝင်တိုက်တဲ့ပူပေါင်းအဖွဲ့ကိုရှေ့ကင်းယူပေးထားတဲ့တက်စိတ်ပြန်အတိုက်ခံရပြီးနှုတ်ဦးကြဆောင်ကတဦးပြောက်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုးတိုင်းရွှေချင်းမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားပြီးတော်လိုင်းပူပေါင်းတပ်တွေပဲနှုတ်ဦးကြဆောင်ကတဦးပြောက်ဆုံးနေတယ်လို့မြေပြင်တိုက်ပွဲပါဝင်ခဲ့သူတွေထံကသိရပါဗျ။အိရန်လ17ရက်ယနေ့မနက်9:00နာရီကျော်မှာကွန်စိန်ရွာအခြေဆိုင်ခမာယ998တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေဘက်ကတွားရောက်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်ရေးအဖွဲ့အတွက်အညောင်ချရောက်ကြေးရ ော်ဖုန်ကြီးချောင်းကနေရှေကင်းအနေနဲ့ရှိနေတဲ့တပ်စိတ်ကိုမနက်9နာရီခွဲကျော်မှာစစ်ကောင်စီအင်အား90ကျော်ကပြန်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒီမနက်998ကိုသွားလုတဲ့အချိန်ညောင်ခြေထောက်မှာကင်းထောက်ထားတဲ့တက်စိတ်ကိုစစ်ကူလာတဲ့စစ်ကြောင်းကပြန်ဝိုင်းလာခင်ရတာနှစ်ဖက်ပြစ်ကြတော့ပထမဆုံးထိတဲ့သူတွေကြံနေပြီးကြံတဲ့သူတွေတော့လွတ်ခဲ့တယ်။ရွာကပဲစကားစာကိုတရင်ပေးလိုက်တာနေမယ်လို့မြေပြင်တိုက်ခိုက်ရေးမှာပါဝင်ခဲ့တဲ့တပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ ညောင်ချောက်ဖုန်ကြီးကြောင့်ကရှေကင်းတက်စိတ်တိုက်ခိုက်ခံရမှုမှာတောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင်နွားကြီးငထတ်တို့နှစ်ဦးကြာဆုံးခဲ့ပြီးအင်းတို့ကပကဖတပ်ဖွဲ့ဝင်တို့ပျောက်ဆုံးနေတယ်လို့ဖျားကြီးပကဖတပ်ဖွဲ့ဝင်တို့လည်းဒဏ်ရာရရှိခဲ့တာပါဒါအပြင်တပ်ဖွဲ့ဝင်တွေကင်ဆောင်တဲ့အပီဂျီစိန်ပြောင်းတလက်တနက်တလက်နဲ့စစ်တုံးပစ္စည်းချို့လဲကြံရင်ခဲ့တယ်လို့သိရပြီးစစ်ကောင်စီဘက်ကလည်းတေဆုံထိခိုက်မှုရှိပေမဲ့အတိအကျရဖို့ဆုံဆန်းနေစေလို့၎င်းကဆိုပါတယ် ခမရ998ကိုတိုက်ခိုက်ရမှာတော့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပြီးကောင်ဝေးပူပေါင်းတပ်တွေဘက်တော့အထိခိုက်မရှိပဲမနက်9နာရီကျော်မှပြန်ဆုတ်လာနိုင်တယ်လို့သိရပါဗျ။တိုက်ပွဲတွေကြောင့်ညောင်ချောက်ကြီးရွာနဲ့ကွန်စိတ်ကြီးရွာတွေကဒေသခံသူဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေပြီးထွက်မပြေးဘဲနေအင်္ဂလိုချင်းတွေပုန်းခိုနေတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ဆလန့်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မလေးရှားတွင်မြန်မာအပါအဝင်အထောက်အထားမဲ့နိုင်ငံသားသား228ဦးဖမ်းဆီးခံရဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ မလေးရှားနိုင်ငံစလန်ကော့ပြည်နယ်ကာကြမ်းမြို့တွင်မြန်မာနိုင်ငံသားအပေါင်းအဝင်အထောက်အထားမဲ့နိုင်ငံသားသာ228ဖမ်းဆီးခံရကြောင်းရှားလန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကယနေ့ဧပြီ17ရက်နေ့တွင်ထုတ်ပြန်ထားသည်ကာကြမ်းမြို့ရှိနိုင်ငံသားအများစုနေထိုင်သည့်နေရာများကိုရမန်နေ့ဧပြီလ10ရက်နေ့ည7:00နာရီချိန်တွင်မလေးရှားရဲတပ်ဖွဲ့လာဝကအဖွဲ့နှင့်ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးရာတွင်အထောက်အထားမပြနိုင်သူများဖမ်းဆီးခံရခြင်းဖြစ်သည် လူပေါင်းတထောင်ကျော်စစ်ဆေးတဲ့အထဲမှာအထောက်အထားအပြည့်စုံမပြနိုင်တဲ့လူ200ကျော်လောက်ကဖမ်းဆီးခံရပါတယ်။အဲဒီအထဲမှာဆက်ယုံစားတောက်ဆိုင်တွေမှာအလုံးလောက်ကင်နေကြတဲ့မြန်မာတွေလည်းအများစုပါသွားတယ်ဟုမလေးရှားရောက်မြန်မာသူက ARD Time ကိုပြောသည်။အဖမ်းဆီးခံရတဲ့နိုင်ငံသားသား288ဦးတွင်ဘင်္ဂလားဒေ့ရှ်93၊အင်ဒိုနီးရှား49ဦး၊မြန်မာ59၊ပါကစ္စတန်6ဦး၊နီပေါ46ဦး၊အိန္ဒိယ22ဦး၊သရီးလင်္ကာ17ဦးနဲ့ဆူဒန်2ဦးတို့ဖြစ်သည်။ အလားတူပြည်နှံပြည်နယ်ပြည်နှံမျိုးရင်းနဲ့ရမန်နေဧပြီလ6ရက်နေ့ညရီနိုင်ငံသားသားများနေထိုင်နေအိမ်တွင်ရဲတပ်ဖွဲ့လာဝကနှင့်ဌာနပေါင်းစုံမှနှစ်ကြိမ်ဝင်ရောက်စစ်ဆေးရာမြန်မာပါဝင်နိုင်ငံသားသားများယာနှင်းချီဖမ်းဆီးခံရသည် ပင်းနန်းဇလန်းငါမှာမနေ့ညကလာဝကတွေဝင်သွားပါတယ်။အဲဒီနေရာမှာမြန်မာတွေများတယ်။အသီးတွေတော်တော်များများပါသွားတယ်။တိုင်ကြားချက်နဲ့ဝင်တာဖြစ်မယ်။အခန်းတိုင်းဝင်မဖမ်းမယ်။အခန်းရွေးပြီးဝင်သွားတယ်။ဘယ်နှယောက်လောက်ဖမ်းသွားလဲဆိုတာတော့မသိရဘူး။ကားကြီးနှစ်စီးစာလောက်ဖမ်းသွားတယ်ဟုမလေးရှားရောမြန်မာတို့က ARD Time ကိုပြောသည်။ဖမ်းဆီးခံရတဲ့နိုင်ငံသားသားများကိုမလေးရှားတွင်တရားမဝင်နေထိုင်မှုဖြင့်လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အရေးယူပြီးနောက်သက်ဆိုင်ရာနိုင်ငံအသီးသီးတို့ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်သည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တကြံကာလအပအဝင်ဆက်ရှင်နှစ်အတွက်လူငယ်များကိုတောပလယဟန်းခံခွေမပြုရန်ဘုံကြီးအကြောင်းများအဆက်ကစီဖိအားပေးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ စစ်သားတဲ့စူဆောင်ရဲ့စူကစေကစီကတကြံကာလအပေါင်းဝင်၁၈နှစ်အထက်လူငယ်များကိုဒေါကလယဟန်ခံခွေမပြည့်ရန်ဘုံကြီးကြောင်းများဖိအားပေးနေကြောင်း Pivan Spring ကစုံစမ်းသိရှိရသည့်လူလူຫນွေဦးကစုံစမ်းသိရှိရသည့်အချက်လက်များအရမဟာစီမိုးကုတ်ရွာမှအစရှိသည့်နမည်ကြီးဘုံကြီးကြောင်းတိုင်းများပြင်ရက်ကွက်အလိုက်ဘုံကြီးကြောင်းများပါလူငယ်များဒေါကလယဟန်ခံခွေမပြည့်ရန်ဖိအားပေးနေသည်ဟုဆိုသည် မဟာစီမံဖုံးကြီးဝတ်ဖို့မေတာအတက်မေတဲ့လူပြည့်နေတဲ့ဆိုပြီးပေးမွေဖို့ဟုရန်ကုန်မြို့တာကိတမြို့နယ်ရင်းနေထိုင်သူအမျိုးသားတဦးကယခုတကြံကာလတုတ်ပလရဟန်းခံခွင့်မရသည့်အခြေအနေကိုရှင်းပြသည်ထို့အပြင်မြို့နယ်ရပ်ကွက်များရှိဖုံးကြီးကျောင်းများတွင်လည်းလွန်ခဲ့သည့်တလခံကလေးကရဟန်းခံရှင်ပြုမြေကျောင်းရကိုကျူတင်စီရင်ပေးသွင်းမှုကိုခွင့်မပြုတော့ကြောင်းဆက်သွယ်ကြောင်းကြားလာသည်ဟုမြောက်ကုံမြို့နယ်နေသည့်ရဟန်းမတဦးကပြောသည် တာရဲမောင်လေးရဲ့ပြီးတော့အကိုရေရဲ့ကိုစီရင်ပေးထားပြီးသားအရီဘုံကြီးကြမှာဒါပေမဲ့မနေ့ကဧပြီ၁၀ရက်နေ့ကဘုံကြီးကြောင်းကတာဖြစ်သူ၁၇နှစ်အရွယ်ကိုပဲရှင်ပြလို့ရမယ်အသက်ကျော်တဲ့အမျိုးသားတွေကမရဘူးဆိုလို့အလှူပွဲကိုဖျက်လိုက်ရတယ်လို့၎င်းကပြောသည်အသက်16နှစ်အထက်အမျိုးသားများကိုရဟန်းခံွက်မပြုတော့သေးမှာပုဂိုးတိုင်းဖြူမျိုးနေရင်လည်းကန်တက်ခံရကြအဆိုပါဒေသခံများကဆိုသည် နှစ်တိုင်းဝင်နေကြဆိုတော့ဒီနှစ်လဲဝင်မယ်ဆိုပြီးလို့တော့အသက်16နှစ်အထက်တွေဝင်မရပါဆိုပြီးလို့တော့မဝင်ရတော့ဘူးဘို့အထက်ပါအမျိုးသားကပြောတယ်အဆိုပါကန်တန်ချက်ကိုစစ်ကောင်စီသာသနာရေးဝန်ကြီးဌာနမှတဆင်မြို့နယ်တန်းကအနိုင်ရကကထပ်ဆင့်ညွှန်ကြားခြင်းကိုအင်းစိန်မြို့နယ်ဘုံကြီးကျောင်းနိုင်တခုရေးကျောင်းနိုင်စီရတော့တပါကမိန်ကြားတယ် တကြံကာလမှာအသက်ပြေးပြီးတဲ့အမျိုးသားတွေလက်ခံရဟန်းခံမှုနှုတ်အားဖြင့်ပြောကြားတွေကိုအထက်ပါဆရာတော်ကမိန်ကြားသည်တကြံကာလတွင်ဒုက္ခရဟန်းခံခြင်းမှာစမှုဒဏ်ရန်ရှောင်ရှားခြင်းနဲ့အခြားသောယူဆချက်များရှိနေစစ်ကောင်စီကတားဆီးတော်လို့ရသည်ရိုင်းဆိုင်ယုံမှပြီးဗုဒ္ဓသာသနာကိုဆော်ကားခြင်းဟုအထက်ပါတရင်ရှင်မြင့်များကမှတ်ချက်ပြုသည် နောက်တစ်ချက်တရေထားရမှာကတကြံကာလာမှာပြောမဲ့ပါမဲ့အမျိုးသားတွေများများရှိစေခြင်းနဲ့ပြီးတော့သူတို့ပေါ်တာဆွဲကြလိမ့်မယ်ဟုရန်ကုန်မြို့ကန်တူကပြောသည်နိုင်ငံတော်ဆေးရေးရှုံးနေနေသည့်စစ်ကောင်စီသည်လွန်ခဲ့သော၁၄နှစ်ကစစ်အစိုးရပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုအာဏာသိမ်းကောင်စာအမိန့်ဖြင့်၂၀၂၄ဖေဖော်ဝါရီလ၁၀ရက်တွင်ထုတ်ပြန်ခဲ့သည် စစ်ကောင်စီထုတ်ပြန်ကြမ်းရသက်၁၈နှစ်ပြည့်ပြီသူအမျိုးသမီးမျိုးသားအတိုင်းကိုနှစ်နှစ်စစ်မှုတရားစင်ခေါ်နိုင်ပြီးတိုင်းပြည်ရေးပေါ်ချင်းနေဆိုပါက၅နှစ်အထိ၎င်းတို့လူတို့လိုခိုင်းစေနိုင်သည်ဟုဆိုသည်စစ်ကောင်စီကပြီးခဲ့သည့်ဧပြီလတစံအပိတွင်ပြမတော်ဖြစ်လူရဲ့၅၀၀စာတင်ခေါ်ယူခဲ့သည်အနာသိန်းစစ်ကောင်စီတက်သည့်ရန်ကုန်မန္တလေးအပောင်းဝင်၎င်းတို့ထိန်းချုပ်ထားသည့်မျိုးချင်းများတွင်စစ်မှုတရားလူငယ်အများပြားကိုအတင်းအဓမ္မဖမ်းဆီးနေပြီးတနေ့အတွင်းလူငယ်တောင်းချီဖမ်းဆီးခဲ့ရလက်ရှိတွင်စစ်မှုရန်အပတ်စဉ်စနစ်ကိုရောက်ရှိနေပြီဖြစ်သည် အနာသိန်းဆဲအုပ်စုသည်နေညာချင်းမြေနေများတွင်အင်ဂျင်အကြောင်းပြဝင်ရောက်ပြီးဖန်စီခြင်းလမ်းမများပေါ်တွင်လုံခြုံရေးအကြောင်းပြပြီးဖုံးမမကျန်စစ်ဆေးဖန်စီခြင်းအလုတ်သွားအလုတ်ပြန်အခြေခံလူရန်စားလူငယ်လူတို့ကိုပြစ်မှတ်ထားဖန်စီခြင်းများကိုဇက်တိုက်ကျူးလွန်နေသည်